အသက်၁၉နှစ်ပဲရှိသေးတဲ့ကလေးရဲ့အမေဖြစ်သူဟာသူမရဲ့နောင်ယောက်ျားကလေးရဲ့ပထွေးဖြစ်သူကိုကလေးကိုတိုက်ဖို့နှိုးဘူးစေခိုင်းတာကိုမစေးပေးလို့ဆိုပြီးယောက်ျားကိုအရွက်တိုက်ပြီးဆယ်လားလောက်ပဲရှိသေးတဲ့သူမရဲ့ကလေးရဲ့လပင်ကိုဝါယာကျိုးနဲ့ပတ်ခဲ့ပါဗါဖြစ်စဉ်ကတော့လေးလပိုင်း၁၈ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတဲ့ထိုင်းနိုင်ငံရာချဘူလီမြို့မှာနေထိုင်တဲ့အသက်၁၉နှစ်အရွယ်ကလေးရဲ့မိခင်ဖြစ်သူဟာ ကလေးကိုနှုတ်ဘူးတိုက်ဖို့အတွက်သူမရဲ့နောက်ယောက်ျားဖြစ်သူကိုနှုတ်ဘူးစေခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ယောက်ျားဖြစ်သူဟာမိမဖြစ်သူခိုင်းတဲ့ကလေးနှုတ်ဘူးကိုမစေပေးခဲ့တာကြောင့်မိမဖြစ်သူဟာစိတ်ဆိုးတော်ရာထွက်ပြီးယောက်ျားဖြစ်သူကိုအရွက်တိုက်ခါအသက်၁၀လောက်ပဲရှိသေးတဲ့သူမရဲ့ကလေးရဲ့လပင်ကိုဝါယာကြိုးနဲ့ပတ်ချီခဲ့ပါတယ်။အဲအချိန်မှာတော့ယောက်ျားဖြစ်သူဟာမိမဖြစ်သူရဲ့လောက်ရက်ကိုဗီဒီယိုရိုက်ယူထားပြီးလိုင်းဘော့ကိုတင်ခဲ့ပါတယ်။ ိုင်နောက်ပိုင်းမှာတော့ယောက်ျားဖြစ်သူတင်ခဲ့တဲ့ဗီဒီယိုဖိုင်ဟာအချိန်တိုအတွင်းမှာပဲပြန့်နှံ့သွားပြီးအဲ့ဒီဗီဒီယိုဖိုင်ကိုတွေ့ခဲ့ကြတဲ့လူတော်တော်များများကကလေးရဲ့မိခင်ဖြစ်သူကိုစိတ်ဆူတော်ရထွက်ခဲ့ကြပါတယ်ဒီလိုနဲ့ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေကိုကုညီဆောင်ရှောက်ပေးနေတဲ့ခွန်တွန်းအောဆိုတဲ့အမျိုးသမီးမှာကလေးအမေရဲ့လိမ့်စာကိုစုံစမ်းပြီးတက်ဆိုင်ရာတွေနဲ့အတူလိုက်သွားခဲ့ပါတယ်။ဟိုရောက်တော့ကလေးကိုရောအမေကိုပါတွေ့ရှိခဲ့ပြီးတာဝန်ရှိသူတွေဟာကလေးရဲ့ခန္ဓာကိုယ်နဲ့ခြေလက်တွေမှာ တန်ရာတန်ချက်တွေများရှိနေမလားဆိုပြီးစစ်ဆေးကြည့်ခဲ့ပေမဲ့ကလေးရခနာကိုမှဘာတန်ရာတန်ချက်မှရှိနေတာမျိုးမတွေ့ရပါဘူး။နောက်ပြီးတီရတာကကလေးဟာလုံခြုံစွာရှိနေခဲ့ပြီးမိခင်ဖြစ်သူကကလေးကိုသူမရဲ့အဖေအမေအိမ်မှာပို့ထားတာဖြစ်တယ်လို့သိရပါဗျ။ နောက်ပြီးတာဝန်ရှိသူတွေဟာကလျင်မီခင်ကိုလိုင်းပေါ်မှာတွေ့ရတဲ့အတိုင်းယောက်ျားကိုနို့ဘူးစေခိုင်းတာမစေပေးလို့အရွက်တိုက်ရကနေကလေးကိုအခုလို့လှုပ်ခဲတာလားဆိုပြီးမေးမြန်းမှုပြုလုပ်တော့ကလျင်မီခင်ဖြစ်သူအသက်၁၉နှစ်အရွယ်မိန်းကလေးမျက်ရည်ကျရင်ပြောပြတာကအဒီဖြစ်စဉ်ဖြစ်တာကသူမချင်းမိုင်းကိုရောင်းနေတုန်းကဖြစ်ပြီးအဲ့တုန်းကသူမယောက်ျားရဲ့မိသားစုနဲ့အတူချင်းမိုင်းမှာဈေးသွားရောင်းရင်းယောက်ျားဖြစ်သူကအဒီဗီဒီယိုဖိုင်ကိုပြီးခဲ့တဲ့လ၆ရက်နေ့ကလေးကရိုက်ထားတာဖြစ်တဲ့အဲ့တုန်းကသူမစိတ်အယဉ်ညင်လို့မလို့ ်သင်းနာကိုလုံမိခဲ့တာဖြစ်ပြီးနောက်ပြီးဒီယောက်ျားဟာခလေးရဲ့အဖေမဟုတ်ဘူး။သူမရဲ့နောက်ယောက်ျားဖြစ်တဲ့သူမနဲ့ဒီယောက်ျားဟာခဏခဏဆိုသလိုစကားများယဉ်ဖြစ်လေရှိပြီးစကားများယဉ်ဖြစ်တဲ့အခါမျိုးတွေမှာယောက်ျားဖြစ်သူဟာသူမကိုရောခလေးကိုပါရိုက်နှက်လေရှိတယ်။နောက်ပြီးအဲ့နေကသူမရဲ့ခလေးကိုယောက်ျားဖြစ်သူရိုက်မကိုမလို့ချင်တာကြောင့်ငါခလေးကိုငါပဲစုံမမယ်ဆိုပြီးအဲ့လိုလှုပ်ခဲမိတာဖြစ်တဲ့ နောက်ပြီးအဲနေကသူမဟာကလေးကိုဖိဖိလေးပဲလှောက်ခဲတာဖြစ်ပြီးအဲနောက်ပိုင်းပြီးခဲ့တဲ့လာဆန်ငါရဲ့နေကသူမဟာတယောက်ကြာနေမနေတော့ဘူးဆိုပြီးကလေးကိုခေါ်ပြီးထွက်ပြေးခဲ့တယ်။ပြီးသွားတော့လက်ပုလီမှာရှိတဲ့သူမရဲ့မိဘအိမ်မှာကလေးကိုအပ်ထားခဲ့တာဖြစ်တဲ့သူမထွက်ပြေးလာပြီးနောက်ပိုင်းမှာနောက်ယောက်ျားဖြစ်သူဟာသူမကိုပြန်ပောင်းဖို့အတွက်လိုက်တောင်းမှန်ခဲ့ပြီးသူမဘက်ကဆက်မပောင်းနိုင်တာကြောင့်လက်မခံခဲ့ဘူးအဲ့ဒါကိုနောက်ယောက်ျားဖြစ်သူဟာအကြက်ကင်ပြီးသူမကလေးကိုအဲ့လိုလှုပ်တဲ့အချိန်ကရိုက်ထားတဲ့ဗီဒီယိုကိုလိုင်းမော့တင်ခဲ့တာဖြစ်တဲ့ နောက်ပြီးသူမအနေနဲ့ကလေးကိုအခုလိုလောက်ခဲမိတဲ့အတွက်အားလုံးကိုလည်းတောင်းပန်ပြီးအခုချိန်ကစားပြီးကလေးကိုဒီထမ်းမကပို့ချေသွားမယ်။ ို့ပြီးတော့လည်းဂယူဆိုင်မယ်နောက်ပြီးသူမကိုနင်းနာအောင်လှုပ်ခဲ့တဲ့ဒီယောက်ျားကိုလည်းတရားစွဲအေးအေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့ကလီယံမီကင်ဖြစ်သူအသက်19နှစ်အရွယ်မင်းကလေးမှပြောပါတယ်လက်ရှိမှာတော့တာဝန်ရှိသူတွေမှကလေးကိုထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ထားပြီးထိုင်းတဲ့င်းမှပြောတာကတော့ကလေးအမေရဲ့စိတ်ပိုင်ဆိုင်ရာကိုစောင့်ကြည့်ပြီးမှရှေ့ဆက်ပြီးကလေးကိုမိဘလက်ထဲပြန်အပ်မယ်မအပ်ဘူးဆိုတာနဲ့ပတ်သက်ပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ထိုင်းတဲ့င်းမှပြောပါတယ်